ဘာဥသောတင်ပြလို့ရတော့ဂလင်းဆိုတာကျွတင်ခံမလို့မရဘူးဆိုတဲ့အချက်ရယ်ဒုတိယကငလင်းဆိုတာနေတိုင်းလှုပ်နေတယ်ဆိုတဲ့အချက်ရယ်ကဘာနဲ့အဝမ်းကြည့်ရင်ဒါတွေ့ရမှာဖြစ်ပါတယ်အဲတနေ့တနေ့ငလင်းကြီးလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကျုပ်ပြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာတိမ့်ချီနေပါတယ်ဂျပန်တနိုင်ငံတည်းမှာပဲ တနှစ်အတွင်းလုပ်တဲ့ငလျင်အချိန်ပေါင်းဟာသိန်းကျော်ကြီးရှိခဲ့တဲ့နှစ်တွေရှိပါတယ်။ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလျင်နဲ့ပတ်သက်ပြီးအယူသီးမှု မရှိဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ဒုတိယရေးကြီးတဲ့အချက်ကတော့ငလျင်ဘယ်ချိန်လုပ်မယ်ဘယ်ရက်လုပ်မယ်ဆိုတာတွေဟာသိပ္ပံကြီးကြတဲ့ခမန်းကျင်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်။၂005ခုနှစ်အတွင်းမှာငလျင်တွေလှုပ်ခဲ့ပါတယ်မြန်မာပြည်အတွင်းမှာလည်းလှုပ်ပါတယ်။ဒါပေမဲ့လှုပ်ခဲ့သမျှ ငလင်းနေကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့အင်အားဟာအများဆုံးအသင့်အသင့်အများဆုံးဖြစ်ခဲ့ပါတယ်အင်အားအသင့်ကျင်ဆိုတာအင်အားဟာ research key အဲ6အထိအများဆုံးပေါ့လေအဲ့ဒီကဏ္ဍအထိပဲအများဆုံးလုတ်ခဲ့တယ်ဆိုတာသိရတယ်မြန်မာနိုင်ငံအလဲပိုင်းမှာအများဆုံးလုတ်တယ်စကိုင်းတိုင်းမှာလုတ်တယ်ရှမ်းပြည်နယ်အဲ့ဒီဘက်မှာလည်းအထူးသဖြင့်နေဆက်ဒေသတွေမှာလုတ်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့ပြင်ပမှာရှိတဲ့တရုတ်ပြည် ထိုင်းနိုင်ငံဘက်မှာလောက်တာလဲတော်တော်များပါတယ်ငလီနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ငလင်ငယ်ကြီးများများလှုပ်ရင်ငလင်ကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒါလည်းဘယ်ပေါ်မှာအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ငလင်ဆိုတာမြေလွာနှစ်ခုပွတ်တိုင်မှုကြောင့် ပွတ်တိုက်တဲ့အခါမှာဘေးတိုက်ပွတ်တိုက်ရှိခြင်းတပြေးပြေးပူနီးလာတာရှိခြင်းတပြေးပူဝေးသွားတာရှိခြင်းသုံးမျိုးရှိပါတယ်ဘယ်လိုမျိုးစံတယ်ပဲတွေ့တွေ့အဲ့ဒီမြေလွာနှစ်ခုရဲ့ကြားငရင်ကျောပေါ်မှာမြေလွာနှစ်ခုရဲ့ပွတ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်အဲ့ဒီ stress တွေဟာဒဇဇန်နဲ့စုဆောင်းလာပါတယ်စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမ့်မထားနိုင်တော့တဲ့အချိန်မှာ ဒီစုဆောင်ထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်အဲ့ဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ဘာနဲ့လာတဲ့အတူလဲဆိုရင်တရေပင်ကျက်ပေါက်မိတပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာဒီတရေပင်ဟာကျွေးတင်းလာပါတယ်ဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲဆွဲဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေအထားရောက်တဲ့ခါမှာ ဒီသေပင်ဟာ အင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်။ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကို ဖြည့်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်။ဒါဟာငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်အချက်တွေဖြစ်တယ်။မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ်။မြန်မာနိုင်ငံမှာငလင်းအန္တရာယ်အမြင့်ဆုံးဒေသတွေဆိုတာလေကျွန်တော်တို့တွေ့ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ် မြင်းကလေးအနေနဲ့အမြင့်ဆုံးရှိတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်အဲ့ဒီဒေသတွေမှာငရင်အများဆုံးလှုပ်လေရှိပါတယ်ကြံတဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်အဲ့ဒီဒေသတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ ARD မြစ်ကျော်တလျှောက်အဲ့ဒီဒေသမှာလည်းငလင်ကြီးတွေလှုပ်ခုပါတယ်အဓိကအပြင်ငလင်ကျော်ကြီး၅ခုရှိပါတယ် ဟိုးအနောက်ဖက်ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လယ်ရေပြင်အောက်မှာငလင်ကျောတစ်ခုရှိပါတယ်ရခိုင်ငလင်ကျောလို့ပဲခေါ်ကြပါတယ်အခြေဘက်ကိုလာလိုက်ရင်မြမပြည်ရဲ့အဓိကငလင်ကြီးရေအပြည့်စည်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျောကတော့အေရော်ဂျီမြစ်တိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမခွေ့ထိ ရောက်အောင်ရှည်လျားတဲ့ စကိုင်းငလင်ကျော်ဖြစ်ပါတယ်အဲဒီနောက်အရှိဘက်ကိုကူးသွားရင်ကြောက်ကြမ်းငလင်ကျော်အဲဒီနောက်တန်လွင်ငလင်ကျော်အဲဒီနောက်မြန်မာပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်၎င်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးတွေတော့အများများရှိပါသေးတယ်အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးချိန်မှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်ဥမာဖြင့်စကိုင်းငလင်ကျော်ကြီးမှာ နောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်နေပြီဖြစ်ပါတယ်ဆိုလိုတာတော့ငလင်ကြီးတစ်ခုအချိန်မီလုံနိုင်နေဆိုတဲ့သဘောကိုပြနေပါတယ်ဒါသတိထားမယ်အချက်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလင်လုတ်တဲ့အခါမှာအားကောင်းဆုံးငလင်လုတ်တဲ့နေရာနဲ့အပြည့်အစုံအများဆုံးငလင်လုတ်တဲ့နေရာတို့ဟာတတ်တတ်တင်းမကြတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလောက်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလောက်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအညီကဖြတ်သွားပါတယ်ဒါမဲ့အပြစ်စီအသေးပြောက်ဆုံးချုံမှု မများပါဘူးအပြစ်စီအသေးပြောက်ဆုံးချုံမှု အများဆုံးငလင်ကြီးကစကိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြစ်စီများတဲ့အကြောင်းတွေရှိပါတယ် စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာအပျက်စီးများတာပါလေစကိုင်းငလင်ကျော်မှာလှုပ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေအဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားက အနည်းဆုံး9ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်းများတာပါပဲအပြည့်စည်းများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင် အလုံးကြီးဟာစကိုင်းငလင်ကျော်ပေါ်မှာရှိပါတယ်လူကြီးရလည်းထူတတ်ပါတယ်အဲဒါကြောင့်အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလှုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအတိအပြောက်အများကြီးဖြစ်ပါတယ်။ငလင်လို့လို့သိတာက ဘာမှမများပါဘူးဒါပေမဲ့ငလင်းလှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖိမိလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့တေးရတာကများလေးရှိပါတယ်ဒီတော့ငလင်းရဲ့အသေးပြောင်းဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေသဟာမြင့်မားတဲ့အဆောက်အဦတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြင့်မားတဲ့တိုက်တာအဆောက်အဦတွေသောတမအဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းကလင်းဆိုင်ရာ engineer အတတ်ပညာမပါဘဲဆောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအနေပူကြီးပါတယ်ဥမာအဖြစ်တောင်တွင်းကြီးငရင်လုံတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့တေးသည်များအားလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့တရားကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ရည်နံကတ်တိုက်တယ်များပါတယ် ဲ့ဒီနန်ကားတိုက်တွေမှာအုံနိုင်ရံနေလောက်ထားတဲ့ခါမှာအုံနိုင်ရံများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတက်သားနဲ့ဘောင်ကော့ထားတဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်ဟာ၈ပေ၆ပေလောက်အကျယ်ရှိပါတယ်အဲ့ဒီထဲမှာအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုံနဲ့တက်သားနဲ့ကြားမှာခိုင်မြဲအောင်လှုပ်လေရှိတဲ့ဂျာလီဆိုတဲ့ပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လှုပ်တဲ့ခါမှာအဲ့ဒီ အင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့ညမှာအိတ်နေတဲ့လူတွေပေါ်ပြီလို့ဒေရတာဖြစ်ပါတယ်။တနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ကန့်မှုနဲ့လူရဲ့ကြိုတင်ကောက်မှုအတိအားအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုပြင်ပြလို့ရင်ဖြစ်ပါတယ်။ဒီကုန်းကျိုးအနေနဲ့2016ခုနှစ်မှာငလင်တွေကဆင်လာတိုင်းလှုပ်ဦးမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနည်းနဲ့ပိုပြီးပူးနေတယ်။အခု2015ခုနှစ်ကကဘာတစ်ပိုင်းမှာပူဆုံးနှစ်ဖြစ်ခဲ့တယ်။ ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်းနေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့လှုပ်တခုလိုပဲဆိုနေပါလေဒါပေမဲ့လှုပ်တဲ့ငလင်းနေဟာအင်အားမကြီးရင်တော့တာမန်အာနင်းငယ်အာတင်းတင်းစသဖြင့်တနည်းပြော research scale 6တဲ့မကျော်ရင်တော့အပျက်စီးနေရပါတယ်များတော့အဖြစ်တော့ဒါပေမဲ့6ကျော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါကလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေခြင်းဖြစ်ပါတယ် ညီကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျူတင်ခမန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးနေပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံလုံကဲကဲမရှိဖို့နဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့ တက်ကြွနားလေသူများရဲ့လမ်းညွှန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်